ားလုံးမဲ့မင်္ဂလာပါ နိုင်ငံရေးတိုက်ပန်းအခြေခံများအစီအစဉ်မှာဖွဲ့စည်းပုံအခြေခံဥပဒေကောင်းစဉ်ကိုတင်ပြတော်မှာဖြစ်ပါတယ်နိုင်ငံရေးတိုက်ပန်းအစီအစဉ်ကို ပုဂ္ဂိုလ်ရေးရာအဖွဲ့အစည်းရေးရာအားပေါ်များလုတ်ကင်းအောင်စီစဉ်ထားသဖြင့်ဝါရဖြန့်ချီမှုကွန်ရက်မိမမစိုးရိမ်ပဲစိတ်ချစွာနားထောင်တင်ယူနိုင်ပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်း၁၀ဖွဲ့စည်းပုံအခြေခံဥပဒေဟာဘာလဲဆိုတာအတူတူလေ့လာကြရအောင်ပါဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာနိုင်ငံတနိုင်ငံရဲ့အမြင့်ဆုံးအခြေခံဥပဒေ Supreme Law or Modern Law ဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာနံပါတ်၁အစိုးရတရားရဲ့အုပ်ချုပ်ပုံအုပ်ချုပ်နည်းကိုဖော်ပြတယ်နံပါတ်၂အစိုးရရဲ့လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းများမူဝါဒများကိုဖော်ပြတယ် နံပါတ်3အစိုးရအဖွဲ့အစည်းအသီးသည်ဥပမာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးတို့ရဲ့တာဝန်နဲ့အာဏာကို ဖော်ပြရတယ်။နံပါတ်4နိုင်ငံသားတို့ရဲ့အခြေခံဥပဒေကိုဖော်ပြရတယ်။နံပါတ်5နိုင်ငံသားတို့ရဲ့အခြေခံဥပဒေကိုကာကွယ်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာနိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံရေးအတွက်ဥပဒေအုံမြင့်ဖြစ်ပါလေ။ အဓိကရည်ရွယ်ချက်တွေကတော့အစိုးရရဲ့ဖွဲ့စည်းပုံ structure governance structure ကိုဖော်ပြထားပါတယ်။နံပါတ်1အစိုးရရဲ့အခွင့်အာဏာလုံပိုင်ခွင့်တောင်ဝင်ယူမှုတောင်ဝင်ခံမှုစသည်တို့ကို ဖော်ပြပြီး အာဏာရဲ့အခန့်အကန့်အသတ်နဲ့ထိန်းသိမ်းမှုတွေကိုလည်းဖော်ပြရပါမယ်။နံပါတ်3နိုင်ငံသားတအူးချင်းစီရဲ့အခြေခံအခွင့်အရေးများကို ပြဌာန်းကာကွယ်ထားရပါမယ်။ ဒီအခြေခံတုံးမှုကိုဘလို့ဆောင်ရွက်တယ်လဲဆိုတာကို အပိုင်းသုံးမှာဥပမာများနဲ့တကွရှင်းပြတော့မှာဖြစ်ပါပဲဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းသုံးဒီနေ့မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အလုံးလုံးပုံလေးကို ဥပမာလေးနဲ့တကွရှင်းပြတော့မှာဖြစ်ပါပဲနံပါတ်1ဖွဲ့စည်းပုံအခြေခံဥပဒေဟာအစိုးရတရရဲ့ဖွဲ့စည်းပုံကိုတိကျစွာဖော်ပြတယ်ဘယ်သူကဘယ်အာဏာကိုကင်ဆွဲတယ်ဘယ်တာဝန်ကိုယူရဲ့ အစိုးရအဖွဲ့ကမိသည့်အလုပ်ကိုလုပ်တယ်မိသည့်တာဝန်ခံတယ်ဆိုတာကိုဖော်ပြထားပါပဲ။ ခုဝင်မှာအမေရိကန်နိုင်ငံမှာဘ ਹੁ အစိုးရအဖွဲ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအဲဘ ਹੁ အစိုးရအဖွဲ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောရတဲ့အကြောင်းရင်းကပြည်နယ်အစိုးရတွေမှာလည်းသူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိတယ်။အဲပြည်နယ်အစိုးရတွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကဘ ਹੁ အစိုးရရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာရတယ်။ Okay. ဆိုတော့ဘ ਹੁ အစိုးရရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာအစိုးရရဲ့လုပ်ပိုင်ခွင့် ုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးအာဏာ၃ရက်ကိုခွဲဝေထားရဲဆိုတာကိုထည့်ရေးထားပါလေ။အိန္ဒိယရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဗဟုအစိုးရ Central Government နဲ့ပြည်နယ်အစိုးရ State Government တွေအကြားအာဏာဘလို့ခွဲဝေထားလဲတနည်းဆိုလို့တနည်းအားဖြင့် Federal Federal ကိုအခြေခံတဲ့အခြေခံဥပဒေမျိုးကိုထပ်သွင်းရေးဆွဲထားရဲပေါ့နော်။နံပါတ်1တဦးတရားအဖွဲ့အစည်းတစ်ခုက အစိုးရအာဏာအားလုံးကိုချုပ်ကင်ထားတာမရှိအောင်ထိမ့်မိထားတယ် check and balance လုပ်ထားတယ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာအလားအဝါထည့်သွင်းရေးဆွဲထားရတယ်ဥပမာအားဖြင့်ဂျာမနီနိုင်ငံရဲ့အခြေခံဥပဒေ1949နာဇီအလွန်မှာဆွဲထားတဲ့အခြေခံဥပဒေမှာလူကုံတိုက်ခါနဲ့ဒီမိုကရေစီစံနှုန်းတွေကိုအစိုးရကမဖောက်ပြတ်စေဖို့အတွက်ထိမ့်မိပုံများကိုထည့်သွင်းရေးဆွဲထားတယ် အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဥပဒေနဲ့မညီတဲ့ဟာတွေကိုအမေရိကန်ရဲ့တရားရုံးချုပ်ကနေပြီးတော့ဖျက်သိမ်းခွင့်ရှိတယ်ဆိုပြီးတော့တရားရေးကိုပါအာဏာခွဲဝေပေးခြင်းဖြင့်ထိန်းနေထားရပေါ့နော်အဲ့ဒါကိုလည်းအမေရိကန်နိုင်ငံရဲ့အခြေခံဥပဒေမှာထည့်သွင်းရေးဆွဲထားတယ်နံပါတ်၃ဖွဲ့စည်းပုံအခြေခံဥပဒေကနိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက်ပေးရမယ် ဥပမာ အမေရိကန်နိုင်ငံရဲ့အခြေခံဥပဒေမှာ Bills of Rights ကိုခေါ်တဲ့နိုင်ငံသားရပိုင်ခွင့်အခွင့်အခွင့်အရေးတွေကိုထည့်သွင်းရေးဆွဲထားတယ်။တောင်အာဖရိကမှာ1996ခုနှစ်မှာဆွဲတဲ့အခြေခံဥပဒေမှာလူမျိုးရေးမခွဲခြားပဲတန်းတူညီမျှရှိစေမယ့်ဥပဒေကိုထည့်သွင်းရေးဆွဲထားတယ်။နံပါတ်၄ဖွဲ့စည်းပုံအခြေခံဥပဒေမှာတရားဥပဒေစိုးမိုးရေးကိုဖော်ဆောင်ပြီးအစိုးရအဖွဲ့ကလိုက်နာရမယ်ဥပဒေ ဖြစ်တယ်ဆိုတာကိုဖော်ပြထားတယ်။ဥပမာ United Kingdom မောက်ဖက်စီပုံချေတဲ့ဥပဒေနဲ့ရေးဆွဲထားတဲ့ Constitution ဆိုတာမျိုးမရှိတော့လေ။နှစ်ပေါင်းထောင်နဲ့ချီပြီးတော့တည်တတ်နေတဲ့ဥပဒေတွေအုပ်ချုပ်ရေးအာဏာထုံးတမ်းစင်လာစသည်တို့ကနိုင်ငံတစ်ခုရဲ့အဖွဲ့အစည်းပုံအခြေခံဥပဒေတပွဲအုပ်ချုပ်ပုံ အုပ်ချုပ်နည်းများကို ထိန်းချုပ်ထားတဲ့ဥပဒေစိုးမိုးမှုရှိတယ် ဂျာအုပ်တအုပ်မှာကင်ပြနိုင်ခြင်းမရှိတော့လဲဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အနှစ်သာရတွေကို ဖော်ဆောင်နိုင်တဲ့စနစ်ကိုတည်ထောင်ထားပဲနမလာအမျိုးသားရေးလက္ခဏာနဲ့တန်မိုးတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့်ထိမ့်သိမ်းနိုင်တယ်ဥပမာအားဖြင့်ဂျပန်နိုင်ငံမှာ1948အဲဆစ်အမလမှာပေါ့ကဘာဆစ်အမလမှာပြဌာန်းထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတပ်အိုးစံပိုင်းဘရင်တွေရဲ့အာဏာကို ဖျက်သိမ်းပြီးတော့ဒီမိုကရေစီကိုအခြေအခြေပြုတဲ့ပါလီမန်ကိုအတည်ပြုခဲ့ဒါပေမဲ့သူတို့ဟာအမျိုးသားရေးလက္ခဏာဂျပန်နိုင်ငံရဲ့အမျိုးသားရေးလက္ခဏာဖြစ်တဲ့ဘရင်မင်းမြတ်ကိုမပယ်ဖျက်ဘဲနဲ့ဘရင်မင်းမြတ်ကိုနိုင်ငံရဲ့အုတ်ဆောင်အနေနဲ့ပြရုပ်ကိုထိမ့်သိမ်းပေးထားပြီဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းလေးအပိုင်းလေးအပိုင်း၅နဲ့အပိုင်း၆တို့မှာ မတူညီတဲ့ဖွဲ့စည်းပုံအခြေခံမျိုးစားများကိုရှင်းပြပါမယ်။နံပါတ် ရေးတော်ထားသောဖွဲ့စည်းပုံအခြေခံဥပဒေ written constitution နိုင်ငံတကာနိုင်ငံရဲ့အခြေခံဥပဒေအင်္ဂါရက်တွေအပိုင်းချက်မှာဖော်ပြထားတာ ਨੇ ပတ်သက်တဲ့အချက်လက်တွေအားလုံးကိုစာအုပ်တအုပ်ဒါမှမဟုတ်လို့ရှိရင်စာတန်းတစ်စောင်နဲ့ရေးထားတာမျိုးဖြစ်ပါတယ်ရေးတော်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အာဏာချက်တွေကတော့စာအုပ်တအုပ်စာတန်းတစ်ခုအနေနဲ့ရေးတော်ထားတဲ့အတွက်ကြောင့်ရည်ညွှန်းရန်လွယ်ကူခြင်းအာဏာနဲ့အခွင့်အရေးများကို တိကျစွာသတ်မှတ်ထားခြင်းနားလည်ရလွယ်ကူခြင်းတို့ဖြစ်ပါလေ။အားနည်းချက်တွေကတော့ပြင်ဆင်ရပြောင်းလဲရခက်ခဲသဖြင့်အခြေအနေရပြောင်းလဲရမယ်ခေပြောင်းလဲမှာအလှည့်အမြန်လိုက်လံပြောင်းလဲဖို့ရအတွက်ခက်ခဲတယ်။ဒီ အဲရေးသားထားတဲ့အခြေခံဥပဒေရဲ့ဥပမာလေးက1989ခုနှစ်မှာပြဋ္ဌာန်းတဲ့အမေရိကန်နိုင်ငံရဲ့အခြေခံဥပဒေဒီနေ့ထိတည်ဆဲဖြစ်တယ်။အဲ1950မှာပြဋ္ဌာန်းတဲ့အိန္ဒိယနိုင်ငံရဲ့အခြေခံဥပဒေဒီနေ့ထိတည်ဆဲဖြစ်တယ်။စာနဲ့မရေးသားထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေစာပြန်တစောင်းစာအုပ်တော်စစတီတို့မှရေးသားတာမရှိဘူးထုံတန်းစင်လားဒလိထုံစံဥပဒေပြပြတန်းမှုတရားဥပဒေစုံမမှုစတာလေးကခိုင်မာတယ် အာတာချက်တွေကရေကူစွာပြင်ဆင်ပြောင်းလဲနိုင်တဲ့အတွက်ခင်းတဲ့အမည်တိုးတက်အောင်လုပ်ဖို့တော့မခက်ခဲဘူးအားနည်းချက်တွေကတော့စာအုပ်တအုပ်စာတန်းတစ်ခုထဲမှာစုစည်းထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီအခြေခံဥပဒေတွေကိုရင်းမြစ်ပေါင်းများစွာမှလိုက်ပြီးရှာဖွေရတယ်အဲ့လိုရှာဖွေရတဲ့အတွက်ကြောင့်မရှင်းမလင်းနေဖြစ်တယ်အဲ့လိုမရှင်းမလင်းနေဖြစ်တဲ့အခါကျတော့လုံရဆွဲပြီးတော့ငင်းခုန်ပြီးတော့အာနာအလုံးကျုံအတုံးချတာပဲဖြစ်လာနိုင်တယ်ပေါ့နော်ဥပမာရတော့ UK Israel 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 ရဲ့အခြေခံဥပဒေကတချို့တဝက်ကရေးထားတယ်ဒါပေမဲ့ဒါပေမဲ့အလောက်ကြီးပြည့်ပြည့်စုံစုံမရေးထားဘူး New Zealand New Zealand လည်းအတူတူပဲပေါ့နော်သူကဟိုအခြေခံဥပဒေနည်းနည်းရေးထားတာရှိပေမဲ့သူက convention တွေနဲ့ဟိုအလုံးလောက်တာအောင်ဆုံးဖြတ်ရပြီပေါ့နော်အခြေခံဥပဒေကိုအလုံးတည်မိတာမျိုးမဟုတ်ဘူးအခြေခံဥပဒေအပိုင်းကနံပါတ်3ခိုင်မာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ Rigid Constitution ပြောင်းဝပြင်ရ amendment လုပ်ရတာမလွယ်အောင်အဲ amendment လုပ်ရတဲ့လုပ်ငန်းစဉ်တွေကိုထည့်သွင်းရေးသားရတဲ့အခြေခံဥပဒေမျိုးဖြစ်တယ်။အာတာချက်တွေကမလိုလားအတိတ်ပြင်ဆင်မှုကို ကာကွယ်ထားတယ်အခြေခံဥပဒေကတခြားဥပဒေတွေကိုလွှမ်းမိုးနိုင်မှုကိုထိမ့်သိမ်းထားတယ်ပေါ့။အားနည်းချက်တွေကတော့အခြေအနေနဲ့အညီအလင်းမြန်လိုက်လံပြောင်းလဲဖို့ခက်ခဲတယ်။ဒါကြောင့်မို့လို့ခေနောက်ကြတဲ့ဥပဒေတွေကိုအမ်ပြောင်းလဲပြင်ဆင်ရခက်တယ်ခေနဲ့မီအောင်ဟိုလိုက်ရတာခက်ခဲတယ်။ဥမာအားဖြင့် American နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုကိုအထက်လွှတ်တော်နဲ့အောက်လွှတ်တော်က၃ပုံနဲ့ပုံသားမကပြည်내ရဲ့၄ပုံ၃ပုံသဘောတူညီ လိုအပ်တယ်။အိန္ဒိယရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအချို့အပိုင်းများကို bill bills တွေကိုပြင်ဆင်ပေါင်းလဲရန်အတွက်ပါလီမန်ရဲ့သုံးပုံနှစ်ပုံ special majority ကနေပြီးတော့သဘောတူညီမှုလိုအပ်တယ်။အဲ့ဒီအဲ့ဒီနေရာမှာရှင်းပြခြင်းနဲ့သက္ကလုံတစ်လုံးက special majority နဲ့ simple majorities ရဲ့စကားလုံးမဟုတ်နော် special majority ဆိုတာကဘယ်နဲ့ရာခိုင်နှုန်းရမှာဒီဥပဒေကိုပြင်ရမယ်ဆိုပြီးတော့သတ်မှတ်သတ်မှတ်ချက်ရှိတယ်ဥပမာ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာ85ရာခိုင်နှုန်းမှာဒီဥပဒေကိုပြင်လို့ရမယ်ဆိုပြီးသတ်မှတ်ထားတယ်ဒါ special majority လို့ခေါ်တယ် simple majority ဆိုတာကအဲ့လိုရာခိုင်နှုန်းသတ်မှတ်ချက်မရှိဘူးမဲမြရင်ပြင်လို့ရပြီကွာဥပမာဟိုဥပဒေတစ်ခုကို bill တစ်ခုကိုပြင်ဖို့တော့ကွာ အဲပေါလီမန်နဲ့မှာမဲထဲမယ်ပဲဆိုပါတော့ဟိုတစ်ခုက49တသမ99ရာလိုင်းလုံးရပြီးတော့နောက်တစ်ခုက50တသမ3ညတက်ရာလိုင်းလုံးရတယ်ဆို50တသမ3ညတက်ရာလိုင်းလုံးရရဲ့ဘက်ကပြင်လို့ရပြီအဲ့လိုမျိုးပေါ့ရာလိုင်းလုံးတတ်မှတ်ထားတာမရှိဘူးအဲ့ဒါကို simple majority လို့ခေါ်ရနော် okay နမသာပြောင်းလဲလွယ်တယ်အခြေခံဥပဒေ flexible constitution တာမန်ဥပဒေကဲ့သို့ပြင်ဆင်ပေးနိုင်တဲ့အခြေခံဥပဒေမျိုးဖြစ်တဲ့လွတ်တော်ကနေပြီးတော့ဗနရာတိုင်းနှုန်း ဆိုတာတတ်မှတ်ထားခြင်းမရှိဘူးအဲ simple majority အရာနုံများစုအားဖြင့်ပြင်ဆင်လို့ရတဲ့အခြေခံဥပဒေမျိုးဖြစ်တယ်။အားသာချက်တွေကခင်းတဲ့အငြိလိုက်လံပြောင်းလဲပြင်လဲတယ်။ဒါကြောင့်မို့လို့ဟိုဒီအခြေခံဥပဒေကခင်းနောက်ကျသွားရဲဆိုတာမရှိဘူး။အမ်ဒါပေမဲ့ပြောင်းလဲရပြင်ဆင်ရလွယ်တဲ့အတွက်ကြောင့်နိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုအလွယ်တကူပြောင်းလဲဆုံးရှုံးသွားနိုင်မယ်။အာဏာရှင်ပေါ်ပေါက်လာနိုင်မယ်။အဲ့လိုအနေနဲ့ရှိတယ်ပေါ့နော်။ဥပမာအားဖြင့် UK နိုင်ငံရဲ့ပါလီမန်ဥပဒေကိုလွှတ်တော်တစ်ခုရရနေပြီးတော့ simple majority အပြင်ဆုံးဖြတ်မှုဆုံးဖြတ်ပြီးပြောင်းလဲနိုင်မယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်း6နံပါတ်9 Federal ဖွဲ့စည်းပုံအခြေခံဥပဒေ Federal Constitution အာဏာနဲ့လုံပိုင်ခွင့်တွေကို ဘဟုဆိုရပြည်မင်းဆိုရဒေသနာအဆိုရစသဖြင့်အစဉ်စဉ်အာဏာခွဲဝေထားတဲ့အခြေခံဥပဒေမျိုးဖြစ်တဲ့အဆိုရအစဉ်စဉ်ကပိုင်ဆိုင်တဲ့အာဏာလုံပိုင်ခွင့်နဲ့တာဝန်ယူမှုများကိုရှင်းလင်းစွာဖော်ပြထားတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အာဏာချက်တွေကတော့အာဏာကိုအစစ်စစ်ခွဲဝေထားသဖြင့်အာဏာအလွဲသုံးစားတုံးမှုတွေကိုရှော့ချပြီးတော့အစိုးရကိုအာဏာရှင်မဖြစ်စေရန်ထိန်းနှိပ်ပေးတယ်။ပြည်내များကြာ ဒေသနာအုပ်ချုပ်သူများကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ရန်အတွက်အားပေးတဲ့အခြေခံဥပဒေမျိုးဖြစ်တယ်။အားနည်းချက်တွေကတော့အစိုးရအစဉ်စဉ်ကြားမှာအငြင်းပွားမှုတွေဖြစ်ပေါ်နိုင်တယ်။အဲအစိုးရအစဉ်စဉ်ကညှိနှိုင်းဆောင်ရွက်ရတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်ချတာတွေကနှိမ့်ကွေးနိုင်တယ်။ဥပမာအမေရိကန်ပြည်ထောင်စုအိန္ဒိယဂျာမနီ ကနေဒါ ဘဟုထုတ်ကင်သော အခြေခံဥပဒေ Unitary Constitution သူကလောက်ပိုင်ခွင့်အာဏာတာဝန်အားလုံးကိုဘဟုအစိုးရပေါ်မှာအနှင်းထားတယ်ဘဟုအစိုးရကနေပြီးတော့ပြည်နယ်နဲ့ဒေသန္တရအစိုးရတွေကိုဘာလောက်ခွင့်ပြုလဲဟိုဘသူတွေကိုခန့်အပ်မလဲစတာဖြစ်စတာတွေကိုဆုံးဖြတ်တယ်ပေါ့နော်နိုင်ငံတစ်ခုလုံးနိုင်ငံတစ်ခုလုံးကိုတူညီတဲ့မူဝါဒနဲ့အုပ်ချုပ်တယ်သူကအုပ်ချုပ် အုပ်ချုပ်ရေးအာဏာကိုအစစ်အစစ်မခွဲထားဘူးဘ ਹੁ ကနေပဲအကုန်လုံးအုပ်ချုပ်တဲ့အခြေခံဥပဒေမျိုးဖြစ်တယ်။အာသာချက်ကကြတော့အုပ်အုပ်ချုပ်ရေးအစစ်အစစ်မရှိတဲ့အတွက်ကြောင့်အစိုးရအတုံးစီတက်တာလေဘ ਹੁ အစိုးရနေပြီးတော့ဆုံးဖြတ်ချက်ချချရဲဟိုအစစ်အစစ်ကိုတွားပြီးတော့ညှိနှိုင်းစရာမလိုတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်တွေကမြန်ဆန်တယ်။အားနည်းချက်တွေကတော့ပင်နေနဲ့ဒေတာပြည်သူရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှုနိုင်မယ်ဘ ਹੁ အစိုးရအာဏာလွန်ကဲပြီးတော့အာဏာရှင်အစိုးရပေါ်ပေါက်လာနိုင်တယ် ို့မာတွေကပြင်သစ်ဂျပန်တရုတ်စင်ကာပူစားစားရင်းဖြစ်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သင်ကန်းစာဒိုလေးကိုအစအဆုံးနားထောင်ပေးသူများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်။အားလုံးပဲအတူတူလေ့လာကြရင်းနဲ့သင်ကန်းစာပုံမှန်ရရှိသွားမယ်လို့မျှော်လင့်ပါရယ်။